2025ခုနှစ်အောက်တိုဘာလ17ရက်နေ့စနေနေ့မနက်6:00နာရီကျိုးတို့ကတိုင်းတာရရှိချက်တွေနဲ့ကျွန်တော်တို့မြန်မာပြည်မိုးလေဝသအခြေအနေများကိုဆက်လက်လေ့လာကြမှာဖြစ်ပါတယ်။ဒီကနေ့နိုင်ငံတကာယာဇုလူပညာရှင်များနဲ့အိန္ဒိယပညာရှင်များရဲ့တိုင်းတာချက်တွေနဲ့ကျွန်တော်ရရှိတဲ့တိုင်းတာချက်တွေရဆိုရင်2025ခုနှစ်မုတ်တုံလေစီကြောင်းစတင်အာရော့သွားပြီးတော့ မြောက်ပြန်လေစတင်ဆင်းလာမှာဖြစ်ပါတယ်အဲ့ဒီလိုလေစီကြောင်းအပြောင်းလဲဖြစ်တဲ့အတွက်ကြောင့်မလို့ဘင်္ဂလားပင်လယ်အလယ်မှာလေဆိုင်ဝဲတစ်ခုဖြစ်နေတာကျွန်တော်တို့တိုက်တာရရှိပါတယ်ဒီလေဆိုင်ဝဲကြောင့်မလို့ဒီဘင်္ဂလားပင်လယ်ကလေဆိုင်ဝဲကတွန်းပို့လိုက်တဲ့ရေငွေ့တွေဟာမြန်မာပြည်အထက်ပိုင်းနဲ့မြန်မာပြည်အောက်ဘက်ကို ပြန့်ပြီးတော့ပါသွားတာ ျွန်တော်တို့တိုင်းတာရရှိပါဆက်နေနေတနုံငနေရောက်တဲ့အခါမှာလဲဒီဇိုင်းဝဲရတက်လက်တည်ရှိနေပြီးတော့မြန်မာပြည်အောက်ပိုင်းနဲ့မြန်မာပြည်အထက်ပိုင်းကိုဆက်လက်ပြီးတော့ရင်ငွေများတွန်းပို့နေတာခမန်းလို့ရရှိပါတယ်။ဒါမဲ့73ရက်နေ့မှာတော့မြောက်ပြန်လေးစီကြောင်းဟာနေပြီးတော့အထိစတင်ပြီးတော့စီစဉ်တိုက်ခတ်လာတာကျွန်တော်တို့ခမန်းပြရှိရပါတယ်။ကျွန်တော်တို့ ေ3000မြင်းက14ရက်နေ့လေစီးကြောင်း ခမန်းကျဲကိုကြည့်တဲ့အခါမှာဆိုရင်မြောက်ပြန်လေစီးကြောင်းကအားကောင်းကောင်းနဲ့ဘကိုးနာအထိကိုရောက်ပြီးတော့ကြွေပြီးတော့အီယာဝတီနဲ့ရခိုင်တောင်ဘက်ကနေပြန်ဖြတ်ပြီးတော့ထွက်သွားတာခမန်းကျဲတွေရပြစ်ချက်လို့ရပါလာမဲ့15ရက်16ရက်လောက်မှာဆိုရင်တော့တောင်တရုတ်ပင်လယ်ကဖြတ်ဝင်လာတဲ့ လေစီးကြောင်းဟာဆိုရင်မြန်မာပြည်အောက်ပိုင်းကိုဖြတ်ပြီးတော့ဘင်္ဂလားပင်လယ်တဲ့ကိုတက်ခတ်သွားတာကိုမြောက်ပြန်လေစီးကြောင်းကဥပပေါင်းတဲ့အတွက်ကြောင့်မလို့မြန်မာပြည်မှာမြောက်ပြန်လေပင်တက်ခတ်ခြင်းနေစတင်နိုင်တဲ့အနေအထားရှိလို့အားလုံးသတိထားဖို့လိုပါကျွန်တော်တို့စောစောကဘင်္ဂလားပင်လယ်တဲ့ကလေဆိုင်ဝဲရဲ့တွန်းပို့မှုကြောင့်မလို့မြန်မာပြည်ရဲ့ကို ိမ်အမြင့်နေအထိရေငွေ့တွေတက်သွားသလိုပဲအောက်ခြေမှာလည်းရေငွေ့အပြည့်ပါတဲ့တိမ်တွေအထက်ဘက်မှာပြည်တဲ့ကိုဝင်နေတာကိုကျွန်တော်တို့တိုင်းတာရရှိပါတယ်။ဆယ်နှစ်နှစ်ရောက်တဲ့အခါမှာတော့လေဆိုင်ဝဲရဲ့တွန်းပို့မှုကြောင့်လို့မြန်မာပြည်အနှံ့ပြားမှာတိမ်ငွေ့များဖုံးလွှမ်းပြီးတော့မြူနှင်းများအုပ်ဆိုင်ခြင်းတွေစတင်နိုင်တဲ့အနေအထားရှိသလို့ ဒီငွေဖွဲ့နိုင်တဲ့နေရာတွေမှာမိုးဆက်လက်များနိုင်တဲ့နေသားရှိပါတယ်ဆက်၃ရက်နေ့မှာဆိုလို့ရှိရင်တော့အီယာဝီမစ်လဝမ်းလွင်မြင်ဒေသတစ်ခုလုံးမှာဆိုလို့ရှိရင်တိန်နေဂျေငွေတွေအပြစ်ဖုံးဝန်းနေတာခမတွေ့ရှိရပါတယ်တော်တော်ကတွက်ပြတဲ့လေးစည်းကြောင်းနဲ့ရေငွေတွေအနေထားကြောင့်မလို့ဘင်္ဂလားပင်လယ်ကလေးဆိုင်ဝဲတွန်းပို့လိုက်တဲ့ရေငွေတွေဟာအထက်ပမာပြည်ကကချင်ပြည်နယ် ချင်းပြည်နယ်ရခိုင်ပြည်အထက်ပိုင်းစကိုင်းတိုင်းအထက်ပိုင်းမန္တလေးတိုင်းအထက်ပိုင်းနဲ့ရှမ်းပြည်အရှိမြောက်ဒေသစစ်တောင်းမြစ်ဝမ်းဒေသပဲခူးတိုင်းကရင်ပြည်နယ်မွန်ပြည်နယ်တရင်းနိုင်တိုင်းတို့မှာဆက်လက်ပြီးတော့မိုးများနိုင်တဲ့အနေအထားရှိပါတယ်။လာမဲ့စနေနေ့တနုံငွေရောက်တဲ့အခါမှာလေထိုးလေးဆိုင်ဝဲရဲ့တွန်းအားကြောင့်မလို့ဆလွယ်ကုတ်အထက်ဗမာပြည်မှာဆက်လက်ပြီးတော့ မိုးပါးပါးနဲ့တချို့နေရာတွေမှာအမိုးအနှင်းငယ်များနိုင်ပါတယ်။ချမ်းပြည်နယ်၊ကချင်ပြည်နယ်၊သခိုင်းတိုင်းအထက်ပိုင်း၊ချင်းတောင်တန်း၊ရခိုင်ပြည်နယ်အထက်ပိုင်း၊ရခိုင်ပြည်နယ်အောက်ပိုင်း၊အေရဝတီတိုင်း၊ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊ကယားပြည်နယ်၊သတင်းနိုင်တိုင်းတို့မှာ နေရာစိတ်စိတ်မှနေရာကျကျတက်လက်မိုးရွာနိုင်တဲ့နေသားရှိပြီးတော့တန်တဲ့တိုင်းနဲ့ပြည်နယ်တွေမှာမြူနှင်းနေကြာနိုင်တဲ့နေသားရှိပါတယ်။ လာမယ့်73ရက်နေ့မှာတော့မြမာပြည်အနှံ့အပြားမှာမိုးဆက်လက်ပြီးတော့ခပ်ပါပါရွာသွန်းနိုင်တဲ့အနေအထားရှိပါတယ်။လာမယ့်74နှစ်ရောက်တဲ့အခါမှာတောင်တရုတ်ပင်လယ်ကပို့လိုက်တဲ့ရေငွေ့နဲ့ဘင်္ဂလားပင်လယ်ကဖြတ်သွားတဲ့ရေငွေ့ကြောင့်မလို့အောက်ပမာပြည်ဖြစ်တဲ့တနင်္လာရီတိုင်းမွန်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ပဲခူးတိုင်း၊ရန်ကုန်တိုင်း၊အေရဝတီတိုင်း၊ရခိုင်ပြည်နယ်၊မန္တလေးတိုင်းအောက်ဘက် ရှမ်းပြည်နယ်တို့မှာဆက်လက်ပြီးတော့မိုးရွာနိုင်တဲ့အနေအထားရှိပါတယ်။လာမယ့်15ရက်နေ့မှာလည်းတောင်တရုတ်ပင်လယ်ကရှိန်နဲ့ဘင်္ဂလားပင်လယ်ကဖြတ်သွားတဲ့ရေငွေ့ရကြောင့်မလို့ချင်းပြည်နယ်ရခိုင်ရိုးမှာရခိုင်ရိုးမှတောင်တန်းမကွေးတိုင်းအေရဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းမန္တလေးတိုင်းအောက်ပိုင်းရှမ်းပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်သတင်းလိုက်တိုင်းတို့မှာ နေရာစိတ်စိတ်မှနေရာကျကျဆက်လက်ပြီးတော့ ိုးရွာသွန်းနိုင်တဲ့အနေဒါရှိပါတယ်။လာမဲ့16ရက်နေ့မှာလဲထုံနီ၎င်းမယ်မြမာပြည်အနှံ့အပြားမှာဆက်လက်ပြီးတော့မိုးရွာသွန်းနိုင်တဲ့အနေဒါရှိပြီးတော့တချို့နေရာတွေမှာ မြူတွေနှင်းနေနေနဲ့ကြဆင်းနိုင်တဲ့အနေဒါရှိတဲ့တကြောင်မလို့မိမိတို့မိတ်ဆွေများကိုအပြည့်ပေးလိုက်ကြပါကျွန်တော်တို့2025ခုနှစ်မုတ်တုံလေးစီကြောင်စပြက်ပြဲသွားပြီးတော့ ဆောင်းတွင်ကိုမြောက်ပြန်လေးနဲ့စတင်ဝင်ရလာပြီဖြစ်ကြောင်းကျွန်တော်တို့အသိပေးလိုက်ပါတယ် YouTube ကနေ share ပြီးတော့အသိပေးလိုက်ကြပါအသားဖိုင်လိုချင်လို့ရှိရင်တော့ Quoted Trainer Telegram နေပြီးတော့ download လုပ်ပြီးတော့ဝေမျှပြီးတော့ဒါနလုပ်ပြီးကြပါခင်ဗျာကျေးဇူးတင်ပါတယ်